Amen. This is the day the Lord has made we will rejoice and be glad in it Jesus Christ is the same yesterday today and forever ဘုရားသခင်ယေရှုခရစ်တော်ဟာမနေ့ယနေ့နောက်ကာလမပြောင်းလဲတဲ့ဘုရားဖြစ်တယ်ဆိုတာပြောထားတယ်ဆိုတော့ mm -hmm. yes. yes. ယေရှုခရစ်တော်ဟာယင်တဲ့အမှလှုပ်လှုပ်တာမဟုတ်ဘူးခုလည်းပဲဘုရားသခင်သူ့ကိုဆွဲလန်းပြီးတော့လူနဲ့တူသွားလာတဲ့လူကတကယ်ပဲလှုပ်လှုပ်တဲ့ဘုရားဖြစ်တယ်သက်ရှင်တယ်ဘုရားဖြစ်တယ်ဆိုတော့ပြောချင်တယ်ဆိုတော့ဘုရားသခင်လုံမလှုပ်တဲ့ပိုင်းတွေရှိသလိုဘုရားသခင်လှုပ်လှုပ်တဲ့ပိုင်းတွေလည်းရှိတယ်ဆိုတော့တွေ့ရတယ်ယေရမိခန်းကြီး32ငယ်29မှာငါသာဝရဖျားတိခတ်သိမ်းသောတတော်တို့ကို အစိုးရသောဘုရားသခင်ဖြစ်၏ငါမတတ်နိုင်သောအရာတစ်စုံတစ်ခုရှိလိမ့်မည်လောအဲ့ဒါဖတ်ပြန်ကျွန်းဘွေပါနီဇရမီအချုအထိုဤကိမာချူဘွေပါမီဗျာတေဤပတိယန်ကစီကကြာအစခေါလုံးမီသီလဇေတလအုံမောဆိုတော့ဘုရားသခင်မတတ်နိုင်တဲ့ဟာမရှိဘူးလို့ပြောထားတယ်ရှိသလိုဘုရားသခင်မတတ်နိုင်ဘူးယေရှုခရစ်တော်မတတ်နိုင်ဘူးဆိုတာလည်းရေးထားတာတွေ့ရတယ် ဆိုတော့ယောဟန်ခန်းကြီး9ငယ်16ထဲမှာဗာရေးထားလဲဆိုတော့16ထဲမှာခမဲတော်ပြုသမျှခမဲတော်ပြုတော်မူသမျှအတိုင်းငါပြု၏အာမိမိအပေါ်မှာမိမိအလိုတို့ယောဟန်ခန်းကြီး9:16မှာသူခွားခွေးပိုင်းမှာမိမိအလိုလျောက်ဘယ်မှုကိုမှမပြုနိုင်ခမဲတော်ပြုတော်မူသမျှအတိုင်းသားတော်ပြုဤအဲ့ဒါဖတ်ပြပါ ကပာနီအတူအမီကမှုမီလောခါကတူနာကပာနီ အတူအမီချူဖပါဇုံနီကတူအဝေနာဆိုတော့ခုနကဖယားတခင်အကုန်တတ်နိုင်တယ်ပြောတယ်ဒီမှာကြတော့သူဘာမှမတတ်နိုင်ဘူးရေးထားတယ်မိမိအလိုလျောက်ဘယ်မှုမျိုးမတတ်နိုင်လို့ရေးထားတွေ့ရတယ်ဆိုတော့ယေရှုခရစ်တော်ကိုကျွန်တော်တို့သူ့ကိုကြည့်တဲ့ခါကျမှခါကျတော့ကျွန်တော်တို့ ခရစ်ဝင်ကျမ်း၄ကျမ်းမှာကြည့်တဲ့အခါကျတော့ယေရှုခရစ်တော်ဟာပထမဆုံးဘာအနေနဲ့လာလဲဆိုတော့ဘယင်းအနေနဲ့လာတယ်ဆိုတော့တွေ့ရတယ်။မာသဲကျမ်းကဘယင်းကို focus ထားပြီးတော့ဘယင်းအနေနဲ့လာတယ်ဆိုတဲ့ဟာကိုရေးထားတာတွေ့ရတယ်။ပြီးလို့ချင်းမာကုကျတော့စေခံအနေနဲ့လာတယ်လို့ရေးထားတာတွေ့ရတယ်။လူကာကျတော့လူအဖြစ်နဲ့လာတယ်လို့ရေးထားတွေ့ရတယ်။ဆိုတော့ကျွန်တော်ဘာပြောချင်လဲဆိုတော့ လူအဖြစ်နဲ့လာတဲ့ခါကျတော့ယေရှုခရစ်တော်ဘာမှမတတ်နိုင်ဘူးဆိုတဲ့ဟာဖယားသားဖြစ်နဲ့လာတာလည်းရေးထားတယ်ဖယားသားဖြစ်နဲ့ကယောဟန်ထဲမှာရေးထားတွေ့ရတယ်ဆိုတော့အဲ့ဒါဖတ်ကြည့်တဲ့ခါကျတော့အရင်ဖတ်ကြည့်အောင်မတ်သဲထဲမှာရေးထားတယ်မတ်သဲရတယ်ဘယင်အနေနဲ့လာတယ်ဆိုတဲ့ဟာကိုအကျကျပါခဏလေးကြံပယ်ပြီးပြောပြချင်တယ်မတ်သဲခန်းကြီးအာနော် 嘛，再看见那十孔，那十啊，那十孔，洞十孔嘛，拍几下哩弄。那十孔。嗯、um uh。洞十孔。那看见那十孔，我洞十孔嘛。啊，路中啊，从所安跑那边，安天米卡，安得，就边就嘻嘻，只苏苏达斯洋，凡苏，是嘻嘻，是。那十孔。看下哩弄。 အပြစ်ဖော်ပြသောဂပိလိ္ဆာချက်ဟုမူပါတဲ့ဤသူသည်တဲ့ယုဒရှင်ဘရင်ယေရှုပေတိဟုရေရွေးကောင်းပေါ်မှာကောင်းပေါ်မှာတတ်တည်းတဲ့ဖယားသခင်ဟာယေရှုခရစ်တော်ဟာမာတဲကြမှာဗာရေးလားဆိုတော့ဘရင်အနေနဲ့လာတယ်တဲ့ရေးထားတယ်ဘရင်မင်းနဲ့လေတဲ့ဆိုတော့ဒုတိယမာတဲပြီးတော့မာကုတ် မာကုထက်မှာဗာရေးထားဆိုတော့မာကုထက်မှာကျတော့အာစေခံကြုံနေလဲလာတယ်အဲ့ဒါဖတ်ကြည့်အောင်မာမာကုတဆယ်လေးဆန်ကမှာဖတ်ကြည့်အောင်ဇေချာတီအမီဖပါမန်ဟီရန်တွမ်ပီယမီစီအိုကာကရတ်တုံလော mi dang rian tuan piak tu si ok le mi tam pi tlat nak ding cha i kanun nak pe ko ka pai karachu tia ati na maku te se le sanga ma a chang mu ga lu ta ti tu de ba ko se sa chin ga ma la tu de ba ko se khan chin ga le kaung mi mi a tet ko swon yue lu mya ko yue chin yue yue chin ga le kaung jwa la ti ko မိတော်မူ၏ဒုတိယပါရင်သာဆိုတော့လူသားကိုအစေခံကြုံဖြစ်လာတယ်အဲ့ဒါကြောင့်မျက်နှာလေးပါးမှာပါရင်သာဆိုတော့နှွားမျက်နှာနှွားမျက်နှာဆိုတော့နှွားဆိုတာအစေခံလို့ပြောတယ်ဆိုတော့ယေရှုခရစ်တော်ဟာအစေခံကြုံနေလာတယ်တဲ့ပြီးလို့ရှိရင်လူကာထဲမှာကြတော့လူနေနဲ့လာတယ်တဲ့လူကာထဲဖတ်ကြည့်အောင်ရှင်လူကာခန်းကြီး Luca Saint Luca Kanji Kanji ne ne kone ma Puan <coughs> in azual i chorol e na kuang chunga khan an khim ria na khol buka khan an cha a mun o um lo ်တာဥကိုဖွားမြင်၍တဲ့အဝတ်နဲ့ပိုက်ရပြီမှအဲ့အဲ့တဲ့တိအဲ့တဲ့တိရဇယ၌သူတို့နေရမသူတို့နေစရာမရှိသောကြောင့်သူငယ်ကိုနွားစခွက်၌တင်ထားလေသူငယ်လို့ရထားတွေ့ရတယ်သူငယ်ဆိုတာလူဖြစ်နေဘုရားသခင်ကလူဖြစ်နေကြွလာတယ်ဆိုတော့ရထားတွေ့ရတယ်ပြီးလို့ရှိရင်ယောဟန်ခန်းကြီးထဲမှာယောဟန်ခန်းကြီးတက်ငယ်တက်မှာပါရထား စာအုပ်၌ဖရာသခင်ဖြစ်တယ်နှုတ်ကပတ်တော်ဖြစ်တယ်နှုတ်ကပတ်တော်ဒီလေဖရာသခင်ဖြစ်တယ်လို့ရေးတာဖရာသားဖြစ်နေကြွလာဖရာဖြစ်နေကြွလာတာဆိုတာရေးထားတွေ့ရတယ်ဆိုတော့စာအုပ်၌ရှင်ယောဟန်ခန်းကြီးတင့်လေတင့်မှာစာအုပ်၌နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်ဒီဖရာသခင်နဲ့တူရှိနှုတ်ကပတ်တော်သူလေဖရာသခင်ဖြစ်တော်မူ၏အဲ့ဒါဖတ်ပြပါလိမ့်မယ် ဝလေဟီဆာရအရခစီလာနာဘီယချူအရခုံຈັງချူဘီယချူပတိယန်စနာအရခုံအီချူဘီယချူပတိယန်စီဆရာယေရှုခရစ်တော်ကိုကျွန်တော်ခုနပြန်ချုံမယ်ဆိုလို့ရှိရင်ယေရှုခရစ်တော်ကိုတခုတည်းမြင်ထားလို့မရဘူးဖခင်သခင်ခုနကျွန်တော်တို့စအုံးမှာဖတ်သွားသလိုဖခင်သခင်မတတ်နိုင်တဲ့ဟာကြီးမရှိပြီးလို့ရှိရင်ပြီးလို့ရှိရင်ယောဟန်ထဲမှာကြတော့ဖခင်ငါငါ တစုံတစ်ခုမှငါမတတ်နိုင်လို့ရေးထားတယ်။ဆိုတော့ကျွန်တော်ဗာကိစေချင်းတော့ဒီယေရှုခရစ်တော်ကိုကျွန်တော်အပိုင်း၄ပိုင်းနဲ့ကြည်ပြီးလို့ရှိရင်နားလည်စေချင်တယ်။ဆိုတော့မာသက်ထဲမှာရှင်ဘုရင်ဖြစ်နေလာတယ်။မာကုထဲမှာအစေခံကြောင့်နေလာတယ်။လုကာထဲမှာလူသားဖြစ်နေလာတယ်။ယောဟန်ထဲမှာဖျားဖြစ်နေလာတယ်ဆိုတာတွေ့ရတယ်။ဆိုတော့ ကျွန်တော်မယေရှုခရစ်တော်လူသားဖြစ်နေကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဘာမှမလုပ်နိုင်ဘူးဖခင်အဖြစ်နဲ့လာတဲ့အချိန်မှာကျွန်တော်တို့ရက်မှတ်တာလင်သူကလုံနိုင်တယ်ဆိုတော့ခုနအယ်လီနုပြောသွားသလိုပဲကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ဘာမှအောင်မြင်ခြင်းလည်းမလုပ်နိုင်ဘူးခုနစိတ်ရှိဖို့အရာခသိညာကိုတော်ရှင်လုံမှတ်တာလင်ဖြစ်တယ်အဲ့ဒါကြောင့်တက်တက်ထက်မှာဟိုတနေ့ကကျွန်တော်ဖတ်သွားတော့ပဲတက်တက် ငါ23မှာခန္ဓာစိတ်ဝိညာဉ်ကိုပြောင်းလဲပေးတာလုတ်ပေးတာဟာယေရှုခရစ်တော်သားနဲ့ဖြစ်တယ်ဆိုတော့ပြောချင်တာမနော်ဆိုတော့ယေရှုခရစ်တော်ကိုနေရာပေးပါကျွန်တော်လူအနေနဲ့မတ်တက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမှဖယားသခင်ပါမလုတ်လို့မရသလိုဖယားအနေနဲ့မတ်တက်ရမယ်ဆိုလို့ရှိရင်ခုနအိလီနုပြောသွားသလိုပဲကျွန်တော်တို့ကသီခံစိတ်တွေသီခံနိုင်မယ်သီမခံနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကကြက်ကခော့တခါကြတော့ လင်းယုံနဲ့ဆိုတာဘယ်တော့မှပြန်မခုတ်ဘူး။ तू ခုတ်လေးလေးကိုကမြင့်တက်နေလေပဲ။ပြောချင်တာက तू များတွေကိုတိုက်ခိုက်လေကိုဘဝမြင့်တက်နေလေပဲ။ဘယ်တော့မှကိုဘဝနှိမ့်ချဖို့အလားလာမရှိဘူး။ဆိုတော့ဒါဝိတ္တတာကြည့်တဲ့အခါကျတော့လူမွေးထားတဲ့လူတော်မှာသူ့ကိုပြန်ခုတ်တယ်။သူ့ကိုပြန်တိုက်တဲ့အခါမှာကျတော့နောက်တနောက်ဆုံးပါပြသွားတော့ရှောလူထောင်းထောင်းဒါဝိတ္တောင်းတောင်းဆိုတဲ့ဟာတွေ့ရတယ်။ဆိုတော့ခရိယာတက်တာမှာတိုက်ခိုက်လေးလေးမြင့်လေးလေးပဲ။သူမွေးထားတဲ့လူကျွေးတင်တဲ့လူမှုရောက်တဲ့လူ အားလုံးကိုသူတွေးထားမွေးထားတဲ့လူတွေကသူ့ကိုပြန်တိုက်လာတဲ့ခါမှာသူဘယ်တော့မှပြန်မခုတ်ဘူးလင်းရုံနဲ့သူပဲသူသူ့ဘဝကြီးအပေါ်အမြင့်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 တင်သွားလိမ့်မယ်ဆိုတော့ကျွန်တော်မိသားစုထဲမှာဖြစ်စေစေတင်းတော်မှာဖြစ်စေဘလူမှအွန်လိုင်းမှာဖြစ်စေတိုက်ခိုက်နေလေလေကျွန်တော်တက်တာမှာအမြင့်လေလေပဲဆိုတဲ့ဟာနှလုံးသားထဲမှာထားပါယေရှုခရစ်တော်ကိုနေရာပေးပါဆိုတာပြောခြင်းနဲ့ရောက်စီတိုင်းဖြတ်ရှင်ကောင်းကြီးပေးပါစေ